အသက်ငယ်ပေမဲ့လူအများလေးစားရတဲ့ခေါင်းဆောင်ဖြစ်နေဒီဗီဒီယိုကြည့်နေတဲ့စာချစ်သူမိတ်ဆွေများအားလုံးမင်္ဂလာပါမိုင်းမန်တာပေါ့ကတ်ကနေကြိုဆိုပါတယ်ကျွန်တော်ကတော့တင်တော့ရဲ့ CEO Coach ပါဒီနေ့ကျွန်တော်တို့ အသက်16ကနေ30ကြာလူငယ်တွေရဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုအကြောင်းပြောကြမယ်။အဲ့ဒါကတော့ငါအရန်စူးစမ်းတာပဲ။အရေးအချင်းလဲရှိတာပဲ။ဒါပေမဲ့ဘာလို့ငါကိုဘယ်သူမှအရေးတယူမလုပ်ကြတာလဲ။ဘာလို့ငါကိုဥဆောင်ခွင့်မပေးကြတာလဲဆိုတဲ့မေးခွန်းပါ။ခင်ဗျားမှာအိုင်ဒီယာကောင်းတွေရှိတယ်။ စွမ်းဆောင်ရည်လည်းရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့စကားတခွန်းကအရာမထင်ဘူးကိုကိုဘယ်သူမှ လေးလေးနက်နက်မမြင်ကြဘူးလို့ခံစားနေရလားဒါဆိုဒီပေါက်ကကခမားအတွက်ပဲအသက်ရာဒူးနဲ့မဆိုင်ပဲလူတိုင်းလေးစားရတဲ့သူတယောက်ချစ်လာစေမဲ့တော့ချက်တစ်ခုအကြောင်းကျွန်တော်ပြောပြပေးပါပါဒီအရွယ်မှာ ကျွန်တော်တို့ လူအလုံးခံစားရတဲ့နာကျင်မှုတစ်ခုရှိတယ်။အဲ့ဒါကအတိအမှတ်ပြုမခံရခြင်းပါပဲ။ကိုကအရန်တော်နေပေမဲ့မင်းကကလေးပဲကြည့်သေးတယ်ဆိုတဲ့အကြည့်တွေနဲ့ကြုံရတယ်။ကို project တစ်ခုမှာအမားသေးသေးလေးတစ်ခုဖြစ်တာနဲ့အတွေ့အကြုံမရှိသေးလို့ပါ ဆိုပြီးအပြောခံရတယ်။ဒီလိုနဲ့ ကိုကိုကိုယုံကြည်မှုတွေကြလာတယ်ဒေါသတွေထွက်လာတယ်ဒီနေရာကငါနဲ့မတန်ဘူးဆိုပြီးအလွယ်တကူလက်လွတ်ခြင်းစိတ်တွေပေါ်လာတယ်အချို့ဆိုရင် စိတ်လိုက်မှန်ပါ အလုတ်ထွက်သွားကြတယ်အချို့ကြတော့လဲကိုကိုကိုတန်တရားတွေဝင်ပြီး နောက်ဆုံးတော့စူးစားခြင်းစိတ်တွေပျောက်ဆုံးသွားကြတယ်ဒီနာကျင်မှုရဲ့အရင်မြစ်က ဘာလဲသိလားခမားရဲ့အရေးအရှင်းမဟုတ်ဘူးခမားရဲ့ရင်းချက်မှုကိုသူတို့မမြင်လို့ပဲအောင်မြင်မှုဆိုတာအရေးအရှင်းတစ်ခုတည်းနဲ့တိုင်းတာလို့မရဘူးခမားရဲ့ကြေညာတွေကိုကင်တွေပုံလူတွေနဲ့ဆက်ဆံပုံကိုယ်စိတ်ကိုထိ ंछ ုပ်နိုင်စွမ်းအပေါ်တွင်မှာအများကြီးမူတည်နေပါတဲ့ ကျွန်တော်ဥပမာဇက်လန်းလေးနှစ်ခုပြောပြမယ်ပထမတစ်ယောက်ကကြော်ကြော်ပါ သူကအသက်25နှစ်ပဲရှိသေးတယ်အရန်တော်တဲ့ programmer တစ်ယောက်ပါဒါပေမဲ့သူ့ project မှာ bug တစ်ခုတွေ့တာနဲ့သူသူ့ team ကလူတွေကိုအော်ဟစ်ငေါငန်းတော်တာပါပဲ project မအောင်မြင် project အောင်မြင်သွားရင် ဒါငါတယောက်တည်းလှုပ်လို့ဆိုပြီး credit အကုန်ယူသွားတယ်ကြဆုံးသွားရင်အခြားသူတွေကိုလက်ညှိုးထိုးတယ်ကြော်ကြော်ကိုဘယ်သူမှ လေးစားမှု မရှိဘူးသူနဲ့အလုပ်တွဲလုပ်ချင်ကြသူ မရှိကြဘူးဒုတိယတယောက်ကတော့မတ်တီတာပါသူလည်းအသက်26နှစ် marketing team မှာအလုပ်လုပ်ပါတယ်သူ campaign တစ်ခုကို ိတ်မအောင်မြင်တဲ့အခါအစည်းအဝေးမှာ သူပထမဆုံးပြောတာကဒီကံပိန်းရဲ့အားနည်းချက်အတွက်တာဝန်အရှိဆုံးက ကျမပါတဲ့ပြီးတော့တင်းတယောက်ချင်းစီရဲ့အမြင်ကို မေးတယ်ဘယ်နေရာမှာ မှားသွားလဲနောက်တခါဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုအားလုံးနဲ့တိုင်ပင်တယ်မတ်တီတာကို သူ့အထက် လူကြီးတွေက အစာ သူတင်ကပါအာလုံးလုံးဝယုံကြည်အားကိုးတဲ့အရေးကြီးတဲ့ project တွေဆိုမတ်တီတာကိုပဲအကြတယ်သူတို့နှစ်ယောက်ရဲ့အသက် အရေးအချင်းကတိတ်မကွာဘူးဒါပေမဲ့လူတွေရဲ့လေးစားယုံကြည်မှုကိုရရှိမှုကတော့အရန်ကိုကွာသွားတယ်ဘာကြောင့်လဲအဲ့ဒါစဉ်ကြက်မှုကြောင့်ပဲဒါဆိုမတ်တီတာလုံးစဉ်ကြက်တဲ့ ခေါင်းဆောင်တယောက်ဖြစ်ဖို့ပါတွေလိုအပ်မလဲဒီမှာလူတိုင်းလေးစားရတဲ့ခေါင်းဆောင်မှုရင့်ကျက်ခြင်းရဲ့မန်တန်ကြီး၅ခုရှိပါလေနံပါတ်၁စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွာ အခက်အခဲကြုံလာတဲ့အခါဒေါသနဲ့မဆုံးဖြတ်ပါနဲ့ဝေဖန်ခံရတဲ့အခါ စိတ်မပြတ်ပါနဲ့တမိနှစ်လောက်အသက်ပြင်းပြင်းရှူပြီး ဒီအခြေအနေမှာအကောင်းဆုံးကဘာဖြစ်မလဲစတာကို အရင်စဉ်းစားပါစိတ်ခံစားမှုကို ထိန်းချုပ်နိုင်သူဟာအခြေအနေကို ထိန်းချုပ်နိုင်သူပဲနံပါတ်2တာဝန်ယူမှုတာဝန်ခံမှုအမားလုံးမိတဲ့အခါကျွန်တော်အမားပါလို့ရဲရဲဝံ့ဝံ့ဝန်ခံပါစင်ကြယ်မပေးပါနဲ့အမားကိုဝန်ခံခြင်းကရှုံးနိုင်ခြင်းမဟုတ်ဘူး တင်ယူလိုစိတ်နဲ့တိုးတက်လိုစိတ်ကို ပြတဲ့ရင်းချက်ချင်းရဲ့အမှတ်အသားတစ်ခုပါနံပါတ်3အများအကျိုးကိုရှေ့ရှုခြင်းဆုံးဖြတ်ချက်တစ်ခုရှာတော့မယ်ဆိုရင်ငါဘာရမလဲစွတ်တာထက်ငါတို့အဖွဲအတွက်ဘာအကျိုးရှိမလဲစွတ်တာကို အရင်စဉ်းစားပါ credit တွေအသေးအမှတ်ကြည့်မှုတွေကို ကိုယ်တင်းတဲ့အတူမျှဝေခံစားပါ နံပါတ်၄မိဆမှုနဲ့နားထောင်လို့စေကိုကအကုံသိအကုံတက်တယ်လို့ဘယ်တော့မှ မခံယူပါနဲ့ကိုလက်အောက်ငယ်သားစီကတာတင်ယူစရာတွေ အများကြီးရှိပါလေသူတို့ပြောတာကိုစိတ်ဝင်စားနားထောင်ပါတင့်ကိုပိုလေးစားလာပါလိမ့်မယ်နံပါတ်၅ရေးရှိအမြင်ရှိခြင်းလက်တလုံးအောင်မြင်မှုလေးတွေ အတွက်နဲ့ ရေရှည်ပြန်ပိုးတွေကို အထီးအခိုက်မခံပါနဲ့လူတွေနဲ့ဆက်ဆံရေးကိုယ့်ရဲ့ဂုံတိတ်ခါကိုယ့်အဖွဲ့အစည်းရဲ့အနာဂတ်ကို အမြဲတမ်းစိတ်ရှုပါ ကဲဒီနေ့ဝက်ကတ်ကိုနားထောင်ပြီးရင်ခမည်းကိုကျွန်တော်ဆဲလန်တစ်ခုခေါ်ကြပါလေဒါက like and subscribe လောက်ခိုင်းတာထက်အများကြီးပို့ပြီးအရေးကြီးပါတယ်အဲ့ဒါကတော့ ဒီတပတ်မှာကိုနဲ့မဆိုင်ဘူးလို့ထင်ရတဲ့စေတနာသေးသေးလေးတစ်ခုအတွက်တာဝန်ယူကြည့်ပါ ဥပမာ office မှာ coffee ဖိတ်သွားတာကို ကိုလောက်တာမဟုတ်ရင်တော့ကိစ္စမရှိဘူးကျွန်တော်တန်ရှင်းရေးလှုပ်လိုက်မယ်လို့ပြောကြည့်ပါ အဖွဲလိုက်အလုံးမှာတစ်ခုခုမှားသွားရင်ဒါကို ကျွန်တော်တို့ဘယ်လိုအတူတူဖြေရှင်းကြမလဲလို့ ပြောကြည့်ပါအဲ့ဒီလိုတာဝန်ယူလိုက်တဲ့ခံစားချက်ကတဲ့အပေါ်ပြောင်းလဲလာမဲ့လူတွေရဲ့အမြင်ကိုကောမန့်မှာပြန်လဲမျှဝေပေးပါတင့်ရဲ့ရင်းချက်မှုခရီးလမ်းကိုဒီနေ့ဒီအသေးအဖွဲလေးတွေကနေစပြီးလှုပ်ဆောင်လိုက်ပါဒီပေါ်ကကတင့်အတွက်တကယ်ကို အကျိုးရှိတယ်ဆိုရင်တော့အောင်မြင်မှုကိုခြာဖွေနေတဲ့ တင့်ရဲ့မိတ်ဆွေအငယ်ချင်းတွေကိုဆဲလုတ်ပေးဖို့မမေ့ပါနဲ့နောက်ရက်မှာ အောင်မြင်တဲ့ခေါင်းဆောင်တွေရဲ့နောက်ထပ်လေးဝက်ချက်တွေနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးပဲရင့်ကျက်တဲ့ခေါင်းဆောင်ကောင်းတွေဖြစ်နိုင်ကြပါစေအားလုံးပဲကိုလတ်ပါဘိုင်ဘိုင်ကောင်းသောနေ့လေးဖြစ်ပါစေ